ောင်းငွေထက်အစတရာလောက်ပိုလာတဲ့ကမ္ဘာအလှဆုံးတက်တန်းလဲပြည်သက်ကြီးတို့ရဲ့ဘဝမှာအခုထက်ပိုလာတဲ့ငှက်မျိုးကိုမြင်မှုပါသလားထောင်းငွေထက်တောင်အစတရာလောက်ပိုလာတဲ့ဒီငှက်ကရင်းငှက်မျိုးနွယ်ဝင်နေဖြစ်ပါတယ်သူတို့ကိုမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေနဲ့တရုတ်နိုင်ငံမှာတွေ့မြင်နိုင်ပါတယ်ဒီငှက်တွေကအချိုးစားကြပြီးလှပတဲ့အယောင်သွေးကိုပိုင်းဆိုင်ထားပြီးတော့သူတို့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကပကြီးကားတွေထဲကတရုံနှကားတစ်ကောင်နဲ့ဆင်တူနေပါတယ်။ဒီငှက်တွေထဲမှာအမတွေကတာမန်ရင်းငှက်တွေလိုမျိုးထူးခြားမှုမရှိပါဘူး။ ဒါပေမဲ့ညံအထီးတွေကတော့တက်တန်တစ်ခုလိုအယောင်ဆုံးနဲ့အမွေးတောင်တွေရှိပါတယ်။သူတို့ကဒီအမွေးတောင်တွေကိုတုံးပြီးညံအမရဲ့သဘောကျမှုကိုရယူကြပါတယ်။ညံအမရဲ့ဘေးနားမှာသူတို့ရဲ့အမွေးတွေကိုပြပြီးမိလိုက်ဖို့အတွက်မှုဆွဲကြပါတယ်။အယောင်သွေးလှပတဲ့ဒီညံတွေကကောင်းငွေပေါ်မှာလည်းနှင်းနှင်းမြင်းမြင်းနဲ့ပြန်တန်းနိုင်ပါတယ်။သူတို့ရဲ့ရှည်နေရတဲ့အမီးတွေကနေလို့ရဲ့တွန်းကန်အားကိုထိုးဖောက်ဖို့ပုံညီပေးပါတယ်။ ဒီငှက်တွေကလက်ရှိအချိန်မှာအင်မတန်ရှားပါးပြီးတော့မှောင်ကိုရောင်းချတဲ့မတမာသူတွေကြောင့်တဖြည်းဖြည်းမျိုးတုံးမှုနှီးစံနေပါတယ်။ပြိသက်ကြီးတို့ရဲ့ဘဝမှာရောဒီလောက်လှပတဲ့တက်တန့်ရင်ခံမျိုးကိုအပြင်းမမြင်ဘူးကြပါသလား။ဒေသတစ်ခုနဲ့တစ်ခုအခေါ်အဝေါ်မတူညီတာကြောင့်ဒီငှက်တွေနဲ့ပတ်သက်ပြီးခေါ်တဲ့နာမည်တွေကိုပြိသက်တို့သိမယ်ဆိုရင် comment ထဲမှာပြောပြပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။မိရထားမောင်းနေတော့ဒီတန်ခွင်းကြီးကိုမတော်တဆပြစ်ချမိရင်ဒုက္ခရောက်သွားနိုင်တယ်။ အခုမြင်နေရတဲ့အတိုင်းမီးရထောင်ပေါင်းတွေကဒီတန်ခွင်းကြီးကိုရထားလမ်းပေါ်ကဝန်းတန်းနဲ့လဲနေနေပါတယ်။ဒီတန်ခွင်းကြီးကိုအခုလိုလဲနေရတဲ့အကြောင်းရင်းခိုင်ခိုင်လုံလုံရှိပါတယ်။မီးရထားကတလန်းသောတန်လန်းတွေကိုရောက်တဲ့အခါဒီကွင်းနေဟာမောင်းနေလူရဲ့လက်ထဲမှာမဖြစ်မနေရှိနေဖို့လိုပါတယ်။တလန်းသောရထားလမ်းရဲ့ဝန်းတန်းကဒီကွင်းကိုပိုင်ဆိုင်ပါတယ်။ရထားတစ်စီးဖြတ်သွားပြီဆိုတဲ့အခါဝန်းတန်းကဒီတန်ခွင်းကြီးကိုရထားမောင်းသူရဲ့လက်မှာဆွတ်ပေးလိုက်ပါတယ်။ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်က ယထာလမ်းပေါ်မှာနောက်ထပ်ယထာတစီရှိမနေဘူးဆိုတာကိုသက်သေပြတဲ့သဘောပဲဖြစ်ပါတယ်။ဒီတန်ဝင်းကြီးကိုမရဘူးဆိုရင်ယထာလမ်းပေါ်မှာနောက်ထပ်ယထာတစီရှိနေပြီးတော့လမ်းကိုဖြတ်မောင်းလို့မရတော့ပါဘူး။မတော်တဆယထာချင်းချင်းထိခိုက်မှုနဲ့ကြုံရနိုင်လို့ပါ။နောက်ပြီးဒီတန်ဝင်းကြီးကိုမတော်တဆလမ်းပေါ်ကိုပြစ်ချမိခဲ့ရင်လည်းယထာကိုချက်ချင်းရက်ပြီးတော့ဆင်းကောက်ရပါတယ်။ဒီလိုမှမဟုတ်ပဲယထာလန်းဆုံးလို့ဒီတန်ခွင်းကြီးကိုပြန်မအပ်နိုင်ဘူးဆိုရင်ယထာမောင်းတဲ့လူကအပြင်းထန်အေးအေးယူခံရနိုင်ပါတယ်။ ဒီနည်းလမ်းကိုအင်္ဂလန်နိုင်ငံမှာအသုံးပြုခဲ့ပြီးတော့အခုချိန်ထိအိန္ဒိယနိုင်ငံမှာအသုံးပြုနေဆဲပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။နှုတ်သီးရှည်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့အိန္ဒိယကလူသားစားမှုကြောင့်အခုမြင်နေရတဲ့မိချောင်းကအိန္ဒိယနိုင်ငံမှာပဲတွေ့မြင်ရတဲ့နှုတ်သီးရှည်မိချောင်းဖြစ်ပါတယ်။သူတို့ရဲ့နှုတ်သီးကတခြားမိချောင်းတွေလိုကြည်ကြည်ပြတ်ပြတ်မဟုတ်ပဲနှံ့နှုတ်သီးလိုမျိုးအရှိကိုခြုံထွက်နေပါတယ်။အဲ့ဒီအထဲမှာသူတို့ရဲ့သွားတွေကလည်းလှသားစိတ်တွေလိုနှုတ်သီးတစ်ခုလုံးနဲ့အပြည့်ယူထားပါတယ်။ တို့ကအိန္ဒိယရဲ့မြေချောင်းတွေထဲမှာနေထိုင်ပြီးတော့ကမ္ဘာပေါ်ကတခြားဘယ်နေရာမှာမှမတွေ့ရပါဘူး။နှုတ်သီးကခြုံပြီးသေးနေတာကြောင့်တို့ကတခြားမြေချောင်းတွေလိုသားကောင်ကြီးကြီးမားမားအမဲမလိုက်နိုင်ကြပါဘူး။အဲ့ဒီအစားတို့ကငါးတွေကိုပဲအမဲလိုက်နိုင်ကြပါတယ်။ဒီနေရာမှာကြောက်စရာကောင်းတာတခုကဒီမြေချောင်းတွေဟာမြေထဲကိုစွန့်ပစ်လိုက်တဲ့လူသေးအလောင်းတွေကိုလည်းစားတောက်ကြပါတယ်။အိန္ဒိယရဲ့တချို့ဒေသတွေမှာလူသေးတဲ့အခါမြေချောင်းနဲ့မျောပစ်တတ်ကြပါတယ်။ အဲ့ဒီအခါဒီမီချောင်းတွေကအဲ့ဒီအလောင်းက အသားကိုစတောက်ပြစ်ကြပါတယ်လူသားဆဆိုပေမဲ့ဒီမီချောင်းတွေကအသက်ရှိနေတဲ့လူကိုတော့လုံးဝအနိုင်ရမပေးတတ်ကြပါဘူးသူတို့ကိုယ်တိုင်လည်းနှုတ်သီးချုံချုံလေးကြောင့်ကိုကိုကိုတော့မနှဲကဝင်နေကြရရှာတာပါပြည့်တက်ကြီးလိုရဲ့ဘွားမာရောဒီနှုတ်သီးရှင်အိန္ဒိယမိချောင်းတွေကိုအပြင်မှာမြေမှုကြပါသလားကွန်မန့်ထဲမှာဆွင့်ွေပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်